အညီမကကြောက်လေကိုကိုတင်းကိုကြီးနဲ့ကိုကိုတင်းလုံးဝမောင်လေးတင်းမဟုတ်ဟိုဟိုကိုကိုကြိုက်တဲ့သူကရွှေသူတို့ဒါမှမဟုတ်အရန်ငယ်သွားတာဆိုရင်ညီမလုံးဝမကြိုက်ညီမကိုကြီးမကိုကြီးအဲအကိုကြီးတင်း40ကျော်ကြီးပဲကြိုက်တဲ့ကိုကြီးတင်းအဲကိုကြီးတင်းနေရကြတော့တာဝန်ယူတတ်တယ်လို့ထင်တယ်ညီမကကြတော့အလုံးလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့လိုကိုဥဆောင်ရတဲ့ဟာမျိုးညီမမကြိုက်ဘူးအညီမကိုဥဆောင်ပေးပြီးလာငါလက်ကိုတွဲငါအရရဥဆောင်မယ်နင်ဘာမှလုပ်စရာမလိုဘူးဆိုတော့အဲ့အဲ့လိုမျိုးလေးကိုညီမစိုက်တာစိုက်တဲ့အတွက်အဲ့လိုမျိုးတာဝန်ယူနိုင်တာကလည်းကိုကြီးတွေပဲရှိရလို့ခံစားရတာပေါ့နော်အဲ့တော့အိမ်ရအဖေကလည်းအသက်ကြီးဤတော့အမေကယူတာဆိုတော့လေအဲ့ဒါမြင်ပြီးတော့စိတ်ငငယ်တည်းအောင်ငါကိုကြီးယူရမယ်ကိုကြီးယူရမယ်ကိုကြီးဆိုရင်ဒါတာဝန်ယူရပေါ့အဲရွယ်သူကြတော့တိတ်ပြီးတော့ တောင်ရင်ယူလေယူထားမရှိဘူးလေအငယ်ဆိုကိုကအန်းအမကိုက LMN ကြီးကိုကလည်းကိုရှာအောင်မကိုရှာကိုတုံးကိုဖြုံးနေရင်ကိုကမလောက်ဘူးဆိုတော့သူ့အန်းဖို့ချာအဆင်မပြေဘူးကိုကိုဥဆောင်ဥဆောင်ဥရဲ့လုံနိုင်တဲ့ကိုယူပဲအာသဘောကြငါလက်ရှိတော့ single ပဲ100%ဖူးစာရှုံတော့စောင့်နေရောအဲဒီနေ့ကတော့ဒီ VKG အင်ဂျီဆိုင် fashion လေးပေါ့နော်အဲ့ဟာလေးကိုရိုက်ကူးနေရပါဟာကိုကြီးကလေ senior လေးဖြစ်တဲ့ တခြားပြီးတော့ကိုယ့်ရအရန်သူကရန်စိတ်လိုထားရန်ပြီပါဘောเนาะအဲ့ ဟိုအမြဲဂျူနီယာအရင်လက်တွဲခေါ်တယ်ဟုတ်ညီမအရင်တော့အင်တာဗျူးလေးတစ်ခုရှိရလေအဲနေသူနဲ့မလိုက်ဘူးဆိုပြီးအဲ့လိုမျိုးလေးဖြစ်သွားတော့အဲ့အချိန်မှာကိုကြီးကနေပြီးတော့ဟဲ့နေလုံးကြည့်ပေါ့နော်နေနေကာရိုက်တာမျိုးပေါ့နော်အဲ့လိုတောသူမှလေးကာရိုက်တာနေလုံးကြည့်နေလုံးနိုင်နေဆိုပြီးတော့အဲ့မှာပြောတဲ့အခါမှာဟဲ့ကိုကြီးရယ်စင်ပြပါမလားရရယ်လုံးကြည့်ပေါ့ဆိုပြီးတော့ငါအင်းကိုရိုက်ပေးမယ်ဆိုပြီးအဲ့အဲ့ဆိုပြီးတော့ကိုကြီးဆိုပြီးတော့အဲ့ရဆပြီးတော့ကိုကြီးနဲ့လက်တွဲဖြစ်တာပေါ့နော်အခုချိန်ဒီကိုကြီးရဲ့ အဲဒီသူရိုက်တဲ့ဒီဘလော့တိုင်းဒီဟာလေးအတိုင်းမှာအဲ့လိုညီမကိုလက်တွဲခေါ်ပြီးတော့အမြဲပါဝင်ဖြစ်သွားတာပေါ့နော်ဟုတ်အဲ့တော့ရှင်တို့ဘလို့စောင်ရက်ပေးပါလဲဒါပဲပြောဟောအဲ့ဆိုရင်အဲ့ဆိုရင်လေဟိုဒီဒီဟာပြန်လဲပေးမယ်ဒီမှာဒါရင်မကောက်ဒီမှာအကုန်တက်စင်သားနဲ့မှန်မြအကုန်ရှင်တို့လဲပေးရမယ်ကိုရလုံးဝ perfect အရန်တော့တယ် secret လဲ သူကိုယ်တိုင်ရေးတယ် directing ဆိုလဲသူပဲအဲဘယ်လိုတရုပ်ဆောင်ရမလဲဆိုရဲအဲ့ညွှန်ချားရလဲကိုကြီးပဲအဲအဲ့လိုမျိုးဒါပေမဲ့ကိုကြီးကအရင်စုတယ်စုပြီးတော့သူက သူကလုံးဝသူအရန်ကောင်းစေချင်တယ်သူ့ရဲ့သူဇက်ပေါ်မှာပေါ့နော်အကုန်လုံးတရုတ်ဆောင်ပီပီပီပြင်းနေတယ်သူလုံးဝတရုတ်ဆောင်စေချင်တယ်အဲ့တော့သူကစူတာအဲ့လိုမျိုးအဲ့ညီမတို့ကအဲ့ကိုကြီးပြောတဲ့အတိုင်းတသိမသိမ်းလိုက်ပြီးတော့သွားတာပေါ့နော်လုံးတဲ့အခါမှာညီမတို့လည်းပညာအရန်ရတယ်အဲ့ကိုကြီးရဲ့ဒီဇက်အိမ်တိဆောက်တဲ့ပုံတွေကိုလည်းကိုတွေ့ရတယ်အဲ့ဒါရိုက်တင်ပညာကင်မရာအယူဆတွေပါအကုန်သိရတာပေါ့နော်လုံးဝကိုကြီးကအရန်စိတ်ပေါ်ထားပြေသွားပြီးတော့အရန်ကောင်းတဲ့ဒီစီနီယာတယောက်ဆိုတာရောညီမတို့ မြင်တယ်ပြီးတော့ချစ်လဲချစ်တယ်အရင်လေးလဲလေးစားတယ်ကိုကြီးတို့လေဟုတ်အဲ့တော့စာချုပ်ထဲမှာ point 4နဲ့လောက်ရမဲ့ဟာရီကို point 2နဲ့တို့လောက်ထားတယ်ဒီလင်များလူလိမ်မြောက်ကိုကြည့်ထားပါ ဟဲ့အများကြီးပဲ character ပေါင်းစုံနဲ့အများကြီးတွေ့ရအောင်ပါအဲ့တော့ဒီမားကလေညီမအဲကိုကြီးတို့နဲ့အတူတူရိုက်ရတဲ့အတွက်အရန်အတွေ့အကြုံလည်းရတယ်ပြီးတော့တခြားအခု channel တွေကလည်းညီမတို့ဆိုလာပြီးတော့ကန်လန်းလာရရှိရထုတ်လို့ရရလဲအဲ့ခါကျတော့ညီမတို့ဒီ mini series ပဲဖြစ်ဖြစ်ဒီ series တွေပဲဖြစ်ဖြစ်ရိုက်တဲ့အခါမှာဒါကြီးကလည်းတထောင်းတနေရနေပြီးတော့ညီမဒီအခုရိုက်နေရတဲ့ဟာကြီးကလည်းဒီ ဘယ်လိုပြောရမလဲအဆက်မပြတ်ပေါ့နော်အဆက်မပြတ်ပဲနဲ့ဒီတက်ဆောင်ပညာနဲ့ပတ်သက်ပြီးတော့လေလုံးဝပိုတိလာတယ်အဲ့ခါကျတော့တခြားမှာရိုက်တဲ့အခါမှာလုံးဝအတုံးဝင်နေဟိုဘယ်ကရိုက်တာမျိုးမဆိုလှလာညီမအခုဆိုရင်လုံးဝ easy going ဖြစ်သွားတယ်ရန်တူဆောင်နိုင်ပြီပေါ့နော်ဟိုကာရက်တာဘလောက်ပဲခက်ခဲအဆင်ပြေလာရတယ်အဲအဲ့ဟာလေးကတော့ညီမဘွားအတွက်အတွေ့အကြုံပေါ့နော်ပညာရတဲ့ဟာလေးပါဟုတ်ဟုတ်တယ်မိုင်ယောက်ျားကြီးကိုရန်ကြောက်သွားတော့ခုလို့စေတော့ဟို အရန်ကြောက်နေရပေါ့နော်အဲရီစားထားဖို့တော့ဟိုဟာမဖြစ်သေးဘူးဟိုဘီရန်လည်းပြောထားတယ်ငားလာပိုင်းမွေးနေ့ရောက်မှာတဲ့သူကဟိုဟိုဖူးစာရှင်စစ်မှန်ကိုတွေ့မယ်ပေါ့နော်အခုတွေ့နေရရဖူးစာရှင်အစ်စ်မှန်မဟုတ်ဘူးပေါ့နော်ဒီယောက်ျားလေးတွေကလည်းမကောင်းလေနော်မရဲ့ဒီခေတ်မှာဆိုတော့အဲ့တော့ရီစားထားဖို့ကလည်းကြောက်တယ်အဲ့တော့ဖူးစာဖူးစာရှင်ကလည်းမတွေ့သေးတဲ့စောက်နေရပါဟုတ်ဟုတ် အော်ရင်းခုန်နေဖူးစာရှင်တော်မှာနှစ်ယောက်တွေ့ပါဆိုတော့အာอืมဆိုရေးရမှာပေါ့အဲအဲညီမကကြောက်လေကိုကိုတင်ကိုကြီးနဲ့ကိုကိုတင်လုံးဝမောင်လေးတင်မဟုတ်ဟိုဟိုကိုကိုကြိုက်တဲ့သူကရွယ်သူတို့ဒါမှမဟုတ်အရန်ငယ်သွားတာဆိုရင်ညီမလုံးဝမကြိုက်ညီမကိုကြီးမကိုကြီးအဲအဲကိုကြီးတင်၄၀ကျော်ကြီးပဲကြိုက်တဲ့ကိုကြီးတင် အဲအဲ့လိုပေါ့နော်ဟိုညီမအထင်ပေါ့နော်ညီမအဖေဆိုလည်းညီမအမေနဲ့က15နှစ်လောက်ကွာဟိုအဲကိုကြီးတင်းနေရကြတော့နည်းတာဝန်ယူတတ်တယ်လို့ထင်တယ်ညီမကကြတော့အလုံးလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုကိုဥဆောင်ရတဲ့ဟာမျိုးညီမမချိုက်ဘူးအညီမကိုဥဆောင်ပေးပြီးလာငါလက်ကိုတွဲငါရရဥဆောင်မယ်နင်ဘာမှလောက်ဆရာမလိုဘူးဆိုတော့ အဲ့လိုမျိုးလေးကိုဒီမှာစိုက်တာစိုက်တဲ့အတွက်အဲ့လိုမျိုးတာဝန်ယူနိုင်တာလည်းကိုကြီးတွေပဲရှိရလို့ခံစားရတာပေါ့နော်အဲ့တော့အိမ်ကအဖေကလည်းအသက်ကြီးပြီးတော့အမေကယူရတာဆိုတော့လေအဲ့ဒါမြင်ပြီးတော့စိတ်ငငယ်တည်းအောင်ငါကိုကြီးယူရမယ်ကိုကြီးယူရမယ်ကိုကြီးဆိုရင်ဒါတာဝန်ယူရပေါ့အဲရွယ်သူကြတော့တိတ်ပြီးတော့တောင်ရင်ယူလေယူထားမရှိဘူးလေအငယ်ဆိုကိုကအန်းအမကိုက LMN ကြီးကိုကလည်းကိုရှာအောင်မကိုရှာကိုတုံးကိုဖြုံးနေကိုကမလောက်ဘူးဆိုတော့သူ့အန်းဖို့ကြအဆင်မပြေဘူးကိုကိုဥစားအောင် ဥဆောင်ဥရက်လုံနိုင်တဲ့ကိုယူပဲအဲသဘောကြ။အဲဟုတ်တယ်ဟုတ်တယ်အဲ့ဒါအမေကအမြဲပြောရယ်နော်အသက်ကြီးတဲ့လူမျိုးရွေးတော့အဲ့ဒါဆိုရင်ဘယ်လိုမျိုးအချစ်ခင်ရရဲဆိုရယ်အဲအမေကအမြဲပြောပြရတဲ့အဲအာညီမငငယ်လေးညာငါကိုယူပဲရွေးမယ်ဆိုပြီးတော့အမနဲ့ကိုယူလောက်တာဒါမဲ့ဘယ်လိုပဲကိုကြီးပဲဖြစ်ဖြစ်ကိုကိုပဲဖြစ်ဖြစ်မမပဲဖြစ်ဖြစ်ဒီခစ်ကလည်းတည်ရမလားမရဲအကုန်လားပလေးခစ်ဆိုတော့လေကိုရီးယား ကိုရီလိုအငိမ်လူမျိုးတွေအတွက်ကကြတော့လေအဆင်ပြေမနေပြန်ဘူးပေါ့နော်ပလေးခံခဲ့ရတာလားဆိုတော့ ဲညီမကတော့တမျိုးပေါ့နော်ညီမငငယ်လေးရကနေအခုအချစ်ဦးတယောက်ပဲညီမအချစ်ပူတာအဲချစ်ပြီးတော့ညီမစိတ်ကကြတော့ညီမညီမ Taurus ဆိုတော့အဲ့တော့ညီမဒီလိုချစ်တယ်ဆိုတစ္ဆာအယမ်းရှိတယ်အဲ့တော့ကိုချစ်တဲ့သူကလည်းကိုမကိုတစ္ဆာရှိနေအောင်ကိုကကြိုက်တာပေါ့နော်အဲအဲ့လိုမျိုးကိုလည်းတစ္ဆာရှိမယ်သူလည်းကိုကိုတစ္ဆာရှိကိုလည်းကိုပဲချစ်သူလည်းကိုပဲချစ်အဲ့လိုမျိုးလေးညီမလိုချင်တာအဲဒါမဲ့အခုတွေ့လာတဲ့လူတွေကလည်းအဲ့လိုတစ္ဆာလည်းမရှိကြဘူး ပြီးရင်ပလေးရဲ့လူတွေကများတယ်အဲချစ်လိုက်ကွဲလိုက်ချစ်လိုက်ကွဲလိုက်ဆိုတော့ဟိုလိုချစ်ဖို့ကြောက်သွားပါတော့နောက်တစ်ခါကျတော့ညီမကဘာလဲဆိုတော့အဲ့လိုညီမရဲ့ဇာတာကိုကငငယ်လေးတွေကဟိုလိုဟိုတခြားဒဇင်းအမျိုးသားနဲ့စကားပြောလိုက်တာနဲ့ဟာသူတို့ကကြိုက်နေပြီသူတို့ကချစ်သူတွေဖြစ်နေပြီဆိုတော့လုံးဝအထင်လွဲအဲအထင်လဲတဲ့ အလွဲခံရတယ်ကန်ဆာထဲမှာပါတယ်အဲ့လိုအထင်လွဲခံရလို့အယမ်းရှောင်တယ်အခုနောက်ပိုင်းဆိုပို့ဆိုတယ်အဲ့လိုရင်းနှီးလို့ကိုယ်စကားလာပြောလို့ကိုကအဲစကားလေးပြန်ပြောမိတာလဲအမ်ဒါတော့စိုက်နေပြီဆိုအဲ့လိုပြီးပြောပြီးကိုကလမယ်ကြီးထမင်းငက်ဖြစ်သွားအဲ့လိုရီးစားလည်းမရှိဘူးရီးစားလည်းမရတဲ့အချိန်မှာလမယ်ကြီးထမင်းငက်ဖြစ်ပြီးတော့ကိုမှအခုဆိုဘသူ့ကိုမှစကားမပြောရဲတော့အဲ့လိုတော့ဖြစ်နေလက်ရှိကတော့ single ပဲ100%ဖူးစာရှုံတော့စောက်နေရော ညီမလေးအဲ့ထုတ်လို့ရင်နှစ်ခုနဲ့ပြောထားတာပေါ့နော်သူတို့ channel ရဲ့အတွက်လည်းညီမရိုက်ကူးနေရဲ့လက်ရှိလည်းရိုက်ကူးနေရဲ့ပေါ့နော်အဲ့အတွက်လည်းညီမတို့ဒီ mini series တွေလည်းလာမယ်ကိုကြီးတို့နဲ့လည်းလက်တွဲပြီးတော့လည်းတခြားဒီရိုက်ကူးရေးလည်းလုပ်နေရဲ့ပေါ့နော်အဲ့ခါကျရင်ညီမဝင်ရတက်တဲ့အခါကျရင်ညီမကိုဝေဖန်ပေးကြပါလို့ညီမကပြောချင်တယ်အဲချစ်တဲ့စိတ်လေးနဲ့ဝေဖန်ကောင်းသောဝေဖန်ခြင်းနဲ့ဝေဖန်ပေးပါလို့ညီမကပြောချင်ပါရဲ့ကျေးဇူးတင်ပါတယ်ဟုတ်